အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အချက်တန်းရှိနေတော့နှုတ်မိထွန်ပေးဖြစ်ပါတယ်ရှင်ကျွန်မဒီနေ့ညဝေပြင်းနေအကြောင်းအရာပါကြတော့မိတ်ဆွေတွေဘုဒ္ဓဥဒ္ဓမူချေယူခြင်းအပေါ်မှာပေါ့နော်အမျိုးသားရောအမျိုးသမီးရောလက်များနှစ်ယောက်စလုံးကိုအတူတကွာတရားစွဲဆိုအရေးယူခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ညဝေပြီးသွားမှာဖြစ်ပါတယ်ရှင်ပုံမှန်အများစုအားဖြင့်ကျွန်တော်တို့တွေက ဒီရက်ကွက်တွေထဲမှာပေါ့နော်ဓမ္မမို့လို့ရှိရင်ဒီစာချုပ်စာချုပ်စာတမ်းတွေချုပ်ဆိုပြီးတော့ဝင်ချင်းလူတွေကတိစာချုပ်တွေချုပ်ဆိုကြတယ်ဒီလိုမျိုးစာချုပ်ချုပ်ဆိုဒီလိုမျိုးစာချုပ်ချုပ်ဆိုတဲ့အချိန်မှာဆိုလို့ရှိရင်ဝင်ချင်းလူတွေကလူပြူလူလို့ဆိုလို့ရှိရင်တော့ကိစ္စမရှိပါဘူးလူပြူလူလို့မဟုတ်ဘဲနဲ့အဆိုပါဝင်ချင်းလူတွေကအိမ်တောင်တဲ့ဖြစ်နေနေဆိုလို့ရှိရင် ငွေချေးလူတဲ့သူအမျိုးသားဒါမှမဟုတ်အမျိုးသမီးကမိဆွေတို့စီမှာလာပြီးတော့အငွေကိုငွေလိုအပ်လို့ပေါ့နော်အကူအညီလာတောင်းတယ်ဒီလိုမျိုးလာတောင်းတဲ့အတွက်မိဆွေတို့ကငွေချင်းကားတဲ့ကတိစာချုပ်နဲ့ချုပ်ဆိုပေးလိုက်တယ်ဒါမှမဟုတ်လို့ရှင်ငွေယုံကြည်အနှံ့ခြင်းဒါမှမဟုတ်လို့ရှင်ငွေပေးငွေကြီးကတိစာချုပ်ပေါ့နော်ဒီလိုမျိုးစာချုပ်တွေနဲ့ချုပ်ဆိုပေးလိုက်တယ်ချုပ်ဆိုတဲ့အပေါ်မှာဆိုလို့ရှင်တစ်ချိန်အဲ့ဒီငွေယူရတဲ့သူက အအမျိုးသမီးတောင်ဟိုအမျိုးသားပေါ့နော်အဲ့ဒီလင်ညားမြောင်နဲ့တယောက်ယောက်ဒီလိုမျိုးတယောက်ယောက်ကနေပြီးတော့ဝီမဆက်တော်တဲ့အတွက်ကျွန်တော်တို့ကရက်ဆက်ခံတာမှမဟုတ်လို့ရှိရင်တရားရုံးကနေပြီးတော့အရေးကြီးဆောင်ရွက်တယ်ဒီလိုမျိုးဆောင်ရွက်ကြတဲ့အချိန်မှာဒီအများစုအားဖြင့်မိမအိုတော့ငွေချေထားတယ်ကျွန်တော်ကျမကတော့သူ့ရဲ့ယောက်ျားကိုပါထည့်သွင်းပြီးတော့တရားဆွဲဆိုတယ်တရားဆွဲဆိုချင်ပါတယ်ပေါ့နော်ဒီလိုမျိုးဆိုရင်တရားဆွဲဆိုလို့ရတယ်လား 比如前面、前面嘛，这伢说做，伢他们做，没嘛撇头，没去查嘞。比如没有去嘞，阿婆嘛，没去入境，没办入境，为用是很难在格里找到的。比如找着嘞，啥就啥嘞，阿婆嘛，有啥出这做开门过，就没去入境，我那看伢就阿些到那搞，阿弟仔弟阿些到那搞，才对，找数呢是行嘞。 အမိတ်ဆွေတို့ရဲ့ငွေကိုဒီအလွဲသုံးစားလုပ်တဲ့ဒီလိမ့်လေတယ်ပေါ့နော်ပြန်မဆက်ဖို့ဒီလိုမျိုးပြန်မဆက်တဲ့အတွက်လက်ဆက်ခံကနေတော့လကောက်ဒီတရားရုံးကနေပြီးတော့လကောက်ဒီဖူးတွဲဆွဲဆိုခွင့်ရှိပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့မိတ်ဆွေကဒီငွေချေးလိုက်တယ်ငွေချေးတဲ့သူကပြန်ငွေချေးတဲ့သူတဦးတည်းကိုပဲအဲမိတ်ဆွေကစာတုံးစာထဲမှာလက်မှတ်ရေးထိုးထားခဲ့မယ်ဆိုလို့ရှိရင်တော့ ဒီမိများနှစ်ယောက်ထဲကဖြစ်တဲ့တဦးကိုသာလည်ရင်မိတ်ဆွေသာတရားစွဲဆိုအရေးဆောင်ရွက်လို့ရမှာဖြစ်ပါရဲ့ရှင်။ဒီလိုမျိုးအရေးယူဆောင်ရွက်ခွင့်ရှိကြောင်းပြောနေစီရင်ထုံးတစ်ခုမှာဆုတ်ဖြတ်ထားတာလေးရှိပါတယ်ရှင်။အဲ့ဒီစီရင်ထုံးဟာဆိုလို့ရှိရင်1992မတ်တာစာစာ20ဒေါကင်ဆောဝေနဲ့ဒေါ်အီအီတောင်းပါ၃ပါဟုတ်မှာစီရင်ဆုတ်ဖြတ်ထားတာလေးကိုကျွန်တော်ညှောက်ဝေပေးခြင်းညှောက်ဝေပေးခြင်းပါတယ်ရှင်။ ဒေါက်တင်စောဝင်နဲ့ဒေါ်အေးအောင်ကိုချုပ်ဆိုထားတဲ့စာအဲဝေချေးယူခြင်းကတိစာချုပ်မှာဆိုလို့ရှိရင်ဥအောင်မြန်ဝေချေးယူသူအဖြစ်တော်လည်းကအတိတ်တည်းအနေဖြစ်တော်လည်းကပါဝင်ခြင်းမရှိကြောင်းထင်ရှားပေါ်ပေါက်တယ်။ဒါကြောင့်မို့လို့ဥအောင်မြန်ကိုတရားပြန်ထားယူတရားမင်းဖြစ်သူဥအောင်မြန်ကိုတရားပြန်ထားယူတဲ့တရားရှင်းဆိုရရင် ခုသောစီစဉ်ဆောင်ရွက်မှုကနီးလန်းမှန်မှန်ပါဘူးတဲ့ဒီလိုမျိုးတရားမကြီးမှုစတဲ့ဆွဲဆိုနေတဲ့အဆင့်မှာအနိုင်ဒီဂရီရရှိပြီးတော့ဒီဂရီကိုအတည်ပြုရန်အဆင့်ကိုကြိုတင်ပြီးတော့လည်းရဲ့အချင်းဖြစ်ကိစ္စနဲ့လုံးဝပတ်သက်အကျုံးဝင်ခြင်းမရှိတဲ့တရားပြန်ဥအောင်ဝင်ဟာတရားပြန်အဖြစ်ထည့်သွင်းဆွဲဆိုရင်စီစဉ်ဆောင်ရွက်မှုကိုလက်မခံဘူးဆိုပြီးဆုံးဖြတ်ထားပါတယ်အင်း ဒါပြင်တရမာကြီးမှုဆွဲဆိုတဲ့အခါမှာတရမာကြီးမှုဆွဲဆိုနေတဲ့အချိန်မှာဆိုလို့ရှိရင်တရမာကြီးမှုနဲ့သက်ဆိုင်အကျုံးဝင်ပို့တာထည့်ပြီးဆွဲဆိုရမယ်ဒီလိုမျိုးသက်ဆိုင်အကျုံးဝင်ပို့ဆိုလို့ရှိရင်မိတ်ဆွေတွေကဒီမပင်းငွေတွေတတိစာချုပ်ပေါ်စာချုပ်ပေါ်အခြေခံပြီးတော့ဆွဲဆိုတာဖြစ်တဲ့အတွက်အဲ့ဒီစာချုပ်ပေါ်မှာနေရင်အတိတက်တဲ့အနေဖြစ်တော့၎င်းမိပေးမူရင်ကျွန်မလက်ခံဖြစ်တော့၎င်းစာချုပ်စာရံမ လက်မဲ့ရေးထိုးထားမှသာလေရင်၎င်းကိုထည့်ပြီးချုပ်ပေါ်ရမယ်ဆိုပြီးတော့ဒီစီရင်ဝန်ကဒေါက်ဖင်စောဝေနဲ့ဒေါ်အေးအေးအောင်ဒေါ်အေးအေးတောင်းပါတော့စီရင်ဆုံးဖြတ်ထားတာဖြစ်ပါလေရှင်။လက်ရှိလိုအနေနဲ့ရွေးချယ်ယူခြင်း၊ဝေပေးယူခြင်း၊ဝေယုံကြည်အနှံ့ခြင်းဒီလိုမျိုးစရဲဂရုစာချုပ်တွေချုပ်တဲ့အခါမှာမိမိကိုဝီလာချေးတဲ့သူဝေဝေချေဝေချေပြန်ပေါ့နော်အခုဝီလာတောင်းတဲ့မိစုတွေ ိုဒေမြနှစ်ယောက်ဆိုလို့ရှိရင်အမျိုးသမီးကလာအခုနေတောင်းပေတယ်ဒီလိုမျိုးတောင်းပေတဲ့အချိန်ကြလို့ရှိရင်မိတ်ဆွေတွေကဘာပြောရမလဲဆိုတော့ဒီအမျိုးသမီးကနှုတ်ရောင်ကကိုယ်မြိုင်နေဒါပေမဲ့အမျိုးသားဖြစ်တဲ့သူကခေါ်လာငါတို့ဒီစာချုပ်ထုတ်စာနေဒီလိုမျိုးစာချုပ်ထဲမှာသူ့အတိတ်တည်းအနေချင်းလက်မဲ့ရေးထုတ်ထားလိုက်နေဆိုလို့ရှိရင်မိတ်ဆွေရဲ့ဒီမိတ်ဆွေခြေလိုက်တဲ့မိကို ြန်မဆက်တဲ့အတွက်တရားဥပဒေရာတရားဆွဲအရေးယူဆောင်ရွက်တဲ့အခါမှာ limit များကိုကျွန်တော်တို့ကပြည့်တဲ့အရေးယူဆောင်ရွက်လို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုဘုဟုတ္တအနေဖြင့်ဖော်ပြပေးခြင်းဖြစ်ပါရဲ့ရှင်